ီဆက်ကလေးတွေကတော့ကျမတို့စီမှာဝေဖာကျွန်းလို့ခေါ်ပြီးနိုင်ငံသားမှာတော့ Pub Serial လို့ခေါ်တဲ့မုတ်တေထုတ်လုပ်ပြီးတဲ့ဆက်ပဲဖြစ်ပါတယ်။ဒီမှာအပိုင်း၃ပိုင်းခွဲပြီးတော့ပထမပိုင်းကတော့ ပစ္စည်းတွေထဲရဲ့အပိုင်းပေါင်းဝေဖာတွေပြုလုပ်ဖို့အတွက်အဓိကလိုအပ်တဲ့ပါဝင်ပစ္စည်းကတော့ပြောင်းမိုးဆွေတွေပေါ့ဒါပေမဲ့ပြောင်းမိုးဆွေတွေအပြင်တခါလေပဲတွေကောင်းငင်းဆန်တွေဂျုံတွေပေါ့ထည့်ပြီးကြိတ်လေးရှိပါတယ်တခြားဓာတုဆိုင်ရောက်တွေမထည့်သလိုရသာကိုပြပြင်ပေးနိုင်မယ့်ရသာမုတ်တွေအချို့တက်ကဲမဲ့တခြားတွေတကာရီတွေလည်းမထည့်ပါဘူးဒါကြောင့်အရသာကတဘာဝအတိုင်းမပြုတ်ပြင်ပဲပုံမှန်ပဲထွက်မှာဖြစ်ပါတယ်ဒုတိယပိုင်းကတော့ပါဝင်တဲ့ပစ္စည်းတွေကိုကြိတ်တာပေါ့အပူချိန်ပေးပြီးကြိတ်ဆန်တဲ့ကြိတ်သလိုကြိတ်တာပေါ့ မောင်းတွေလိုအဖတ်တွေလိုပုံစံတွေဖြစ်ပြောင်းလဲသွားတဲ့အထိကျိတ်ပါတယ်။ဘာဝင်ပစ္စည်းတွေမှာရှိတဲ့အစိုးတက်တွေဟာချက်ချင်းပဲအငွေအဖြစ်အမြန်ပြောင်းလဲသွားပါတယ်။ဒါကြောင့်ချောင်းသိနေတဲ့အလွန်ပေါပါပြီးကျဆက်နေတဲ့ဝေဖာတွေကိုရရှိတာဖြစ်ပါတယ်။နောက်ပြီးချိန်လို့ရလာတဲ့အနည်းတွေကိုအချောင်းတွေဖြစ်အောင်ပုံသွင်းပြီးရယူပါတယ်။ဒါကတော့နောက်ဆုံးပိုင်းပါပါ။ စက်မတခါရေပါရဲပုံသွင်းတဲ့ပိုက်ချောင်းထဲကနေထွက်လာတဲ့အခါမှာဝေဖာပုံစံအချောင်းလိုက်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အပူချိန်မြင့်မြင့်နဲ့ဆက်ထဲမှာဒီပါဝင်ပစ္စည်းတွေကိုလည်းပတ်စီပြီးရလက်အနေနဲ့ဝေဖာကျုတ်ခေါ်စီရီယယ်ရီယာရှိလာမှာတော့တယ်သူရဲ့ပုံစံကတော့အဝါနုရောင်ဖြစ်ပေမဲ့နူညံမှုတော့မရှိပါဘူး။ခံရတာပေါ်ပါနေတဲ့မုံတမျိုးပါ။အရသာက အနီးဆက်ဆုံးပြပြရင် ခရကာမုတ်တွေလိုမျိုးပါအချို့တက်အစီတက်ရဲလို့ပေါပါတင်တင်မရှိပါဘူးအရသာကထူးခြားမှုမရှိပေမဲ့တဘာဝပစ္စည်းတွေနဲ့ဖန်တီထုတ်လုပ်ထားတဲ့ဝေဖာဖြစ်လို့ကျမရဲ့ရှူထောက်အရာလေတခြားမတန့်ရှင်တဲ့အန်ဒီရဲ့မကင်းတဲ့မုတ်တွေထက်တော့စားသုံးဖို့အဆင်ပြေပါတယ်ရှင်